မင်္ဂလာမနက်ခင်းပါရှင်စက်တမလ30ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပေးထားရဲထုံးနဲ့တင်ဆက်ပေးပါရမယ်ဒီနေ့မနက်ခင်းသတင်းတွေမှာတော့ရှင်းမြို့နယ်လမိုင်းမြို့မှာတနက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးရက်ကွက်အုပ်ချုပ်ရေးမှုတအူးသေဆုံးကရမိရက်ဖတအူးဒဏ်ရာရရှိခဲ့တဲ့တဲ့မြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား14ဦးကိုထပ်မံလွှဲပြောင်းပေးခဲ့ပြီးဇန်နဝါရီ30ရက်ကနေစက်တမလ26ရက်နေ့အထိပြည်ပနိုင်ငံသားစုစုပေါင်း9421ဦးကိုထိန်းသိမ်းနိုင်ခဲ့တဲ့တဲ့ နယ်စည်းမခြားဆီယံဝင်များအဖွဲ့ကခါးစာမှာလုပ်ငန်းတွေယာယီရပ်ဆိုင်းခဲ့တဲ့တဲ့။ယူကေမှာနေထိုင်လို့တဲ့ရွှေပြောင်းတွေအတွက်ပုံမတင်းကျပ်တဲ့ဈေးမြင့်ဈေးကန်းတွေကိုဗြိတိန်ပြည်ထောင်စုဝန်ကြီးထုတ်ပြန်ခဲ့တဲ့တဲ့နဲ့။မန်စီးတီးအသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမား၁၀ဦးစီးရင်တဲ့ဟာလန်ပါဝင်လာတဲ့တဲ့။အဆရှိရဲ့တဲ့နဲ့ကိုတင်ဆက်ပေးသွားမှာပါ။ဦးဆောင်တဲ့တဲ့ပုံအနေနဲ့ရေးမြို့နယ်လမိုင်းမြို့မှာတနက်ပြက်ခတ်မှုဖြစ်ပွားခဲ့ပြီး ရက်ကွက်အုပ်ချုပ်ရေးမှူးတဦးသေဆုံးကမြို့မိမြို့ဖတအိုးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ရေးမြို့နယ်လမိုင်းမြို့မှာတနက်ပြက်ခတ်မှုဖြစ်ပွားခဲ့ပြီးရက်ကွက်အုပ်ချုပ်ရေးမှူးတဦးသေဆုံးကမြို့မိမြို့ဖတအိုးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။စက်တမ28ရက်မနက်၈နာရီခွဲခန့်ကလမိုင်းမြို့မြို့မတဲရက်ွက်နေ ်ရက်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူဦးကျော်ဦးဆိုသူနဲ့မြို့မိမြို့ဖတဦးဖြစ်သူဦးတန်းဝင်းတို့နှုတ်ဟာကားနဲ့ဦးကျော်ဦးရဲ့နေရင်ကိုပြန်လာစဉ်အင်ရှိအယောက်မှာတနက်သမားတအိုးရောက်ရှိလာပြီးတနက်နဲ့ပြက်ခတ်သွားတာဖြစ်တယ်လို့သိရကြောင်းမြို့ကန်တအိုးကပြောပါရယ်၎င်းကဆက်လက်ပြီးအုပ်ချုပ်ရေးမှူးဦးကျော်ဦးရော ဦးတန်းဝင်းမှာကားထဲမှာရှိနေတဲ့အချိန်တနက်နဲ့ပြက်ခတ်ခံခဲ့ရတာပါဦးကျော်ဦးရဲ့ဦးကောင်းကိုတနက်နဲ့နှစ်ချက်အပြစ်ခံခဲ့ရတာလို့သိရပါဗျ။အဲဒီကကျွန်ထွက်လာတဲ့ကြည်စံကသူ့ဘေးမှာပါလာတဲ့ဦးတန်းဝင်းရဲ့ညာဘက်ရင်ကိုအပေါ်ကိုထပ်ပြီးထိသွားတာလို့သိရပါတယ်လို့ပြောပါဗျ။တနက်နေ့ပြက်ခတ်ခံရတဲ့ဦးကျော်ဦးဟာအခင်းဖြစ်ပွားရာကအတွင်းမှာပဲတည်ဆောင်းခဲ့ပြီးထရယာရရှိသူဦးတန်းဝင်းကိုတော့လမိုင်းပြည်သူစင်းရုံကိုပို့ဆောင်ပေးခဲ့ကြောင်းလဲ၎င်းမြို့ကန်ကဆိုပါတယ် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးတဲ့နောက်လမိုင်းမျိုးကိုပိတ်ဆို့ပြီးတပ်နက်သမားတွေကိုလိုက်လံရှာဖွေမှုတွေလှုံ့ဆော်ခဲ့ကြောင်းလဲဒေသခံတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။စက်တမ28ရက်နေ့ကလမိုင်းမျိုးမှာမျိုးလုံးကျွတ်စွန်ကြီးလောင်မွေကျင်းပပြုလုပ်ဖို့အစီအစဉ်နေချိန်မှာအခုလိုပြက်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့လဲမျိုးကံတွေထံကသိရပါတယ်။စက်တမလအတွင်းမော်ပြေနယ်မှာတပ်နက်နဲ့လှုပ်ကြံတပ်ဖြတ်ခံရမှုကြောင့်အမျိုးသား6ဦးနဲ့အမျိုးသမီး2ဦးသေဆုံးပြီးအမျိုးသား2ဦးထဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား14ဦးကိုထပ်မံလွှဲပြောင်းပေးခဲ့ပြီးဇန်နဝါရီ30ရက်ကနေစက်တဘာ26ရက်အထိပြည်ပနိုင်ငံသားစုစုပေါင်း9422ဦးကိုထိန်းသိမ်းနိုင်ခဲ့တဲ့ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးမှာပါမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား14ဦးကိုထပ်မံလွှဲပြောင်းပေးခဲ့ပြီးဇန်နဝါရီ30ရက်ကနေစက်တဘာ26ရက်အထိပြည်ပနိုင်ငံသားစုစုပေါင်း9422ဦးကိုထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ် မြန်မာနိုင်ငံအတွင်းကိုနေဆက်လမ်းကြောင်းတွေကနေတဆင့်တရားမဝင်ဝင်ရောက်နေထိုင်ပြီးကရင်ပြည်နယ်မြောက်ရီမြို့ရွှေကုတ်ကိုမဲထော်တလေကေကေပါနဲ့ကြောက်ခတ်နေမျိုးတွေမှာတရားမဝင်အွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းနေလည်မှုတွေနဲ့ဒုစရိုက်မှုတွေလှုံ့ဆော်ခဲ့ကြတဲ့ VN နိုင်ငံသား၁၁ဦးနဲ့အိန္ဒိယနိုင်ငံသား၃ဦးစုစုပေါင်းပြည်ပနိုင်ငံသား၁၄ဦးကိုစက်တဘာ၂၆ရက်ကထိုင်းနိုင်ငံကနေတဆင့် သက်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံနည်းတွေနဲ့အညီစနစ်တကျလွှဲပြောင်းပေးခဲ့တယ်လို့သိရပါဗျ။2025ခုနှစ်ဇန်နဝါရီ30ရက်ကနေစက်တဘာ26ရက်အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း9422ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ၎င်းတို့နဲ့9329ဦးကိုထိုင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံနည်းတွေနဲ့အညီစနစ်တကျပြင်းထန်လွှဲပြောင်းပေးခဲ့ကြောင်းကြန့်ရှိတဲ့ပြည်ပနိုင်ငံသား94ဦးကို သက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသင့်ဖြစ်နေပြီဖြစ်ပြီး၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိတယ်လို့သိရပါတယ်။နယ်စည်းမချောင်းဆရာဝန်များအဖွဲ့ကခါစာမှာလုပ်ငန်းတွေရာယီရပ်ဆိုင်းခဲ့တဲ့နိုင်ငံတကာသတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။နယ်စည်းမချောင်းဆရာဝန်များအဖွဲ့ MSF က၎င်းတို့ရဲ့ကျန်းမာရေးဝန်ထမ်းတွေဘေးကင်းရေးအတွက်ခါစာစီတီမှာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုရာယီရပ်ဆိုင်းထားတယ်လို့စက်တမ26ရက်ကထုတ်ပြန်ခဲ့ပါတယ်။ ။အစ္စရေးရဲ့ဂါဇာဆင်းစင်ရေးကြောင့်ဂျမ်းမာယီဝန်ထမ်းတွေအနေရပိုးရှိလာပြီးလေကြောင်းတိုက်ခိုက်မှုနဲ့တင့်ကားတွေက၎င်းတို့အဆောက်အဦတွေနဲ့မိုက်တဝက်တောင်မဝေးတော့ဘူးလို့ MSF ကထုတ်ဖော်ခဲ့ပြီး၎င်းတို့အစည်းအကမ်းတွေကိုအစ္စရေးတပ်တွေကဝိုင်းထားတဲ့အတွက် လုပ်ငန်းတွေရပ်လိုက်တာကအပတခြားရွေးချယ်စရာမရှိဘူးလို့ဂါဇာမှာရှိတဲ့ MSF အရေးပေါ်ညှိနှိုင်းရေးမှူး Jacob Granger ကပြောပါရယ်ဂါဇာစစ်စင်ရေးကိုဆက်လက်ပြုလုပ်ဖို့အစ္စရေးကဆုံးဖြတ်ထားတဲ့အပေါ်လဲ MSF ကဝေဖန်ခဲ့ပြီးအစ္စရေးစစ်တပ်ကဂါဇာမှာနေထိုင်သူတွေကိုဘေးလွတ်ရာပြောင်းရွှေ့နေဖို့ညွှန်ကြားထားတဲ့အတိုင်းအောင် လိုက်နာသူတိမ့်ချီရှိနေသေးတယ်လို့ဆိုပါရယ်တချို့ကလည်းထွက်ခွာလို့မရတာကြောင့်ဆက်နေလိုက်ကြတာဖြစ်ပါတယ်ဂါဇာကမ်းမြောင်မှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းကိုပြန်ဖွင့်ပေးထားပေမဲ့လည်းဘေးကင်းတဲ့နေရာဆိုလို့တနေရာမှမရှိပဲအပြည့်ဝအသုံးပြုနိုင်တဲ့ဆေးရုံလည်းတရုံမှမရှိဝန်ထမ်းအင်အားနဲ့ပစ္စည်းအင်အားအလွန်ပြက်လက်နေပြီးလောက်စားစီလည်းလိုအပ်နေကကျန်းမာရေးစောင့်ရှောက်မှုမှာအတော်အခက်ကြုံနေရတယ်လို့ MSF ကပြောပါရယ်ဆက်လက်ပြီး UK မှာနေထိုင်လို့တဲ့ရွှေပြောင်းတွေအတွက် ပုံမတင်ကျက်တဲ့စည်းမျဉ်းစည်းကမ်းတွေကိုဗြိတိန်ပြည်ရင်းဝင်ကြီးထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ UK မှာအခြေချနေထိုင်လို့တဲ့ရွှေပြောင်းတွေဟာအကျိုးမြတ်ခန်းစား권တွေကိုတောင်းဆိုဖို့မဟုတ်ပဲအလို့အကင်ရှိရမှာဖြစ်ကစက်တဘာ29ရက်မှာပြည်ရင်းဝင်ကြီးကထုတ်ပြန်မဲ့အစီအစဉ်တွေအရလူမှုရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ရမယ်လို့သိရပါဗျ။လက်ရှိအချိန်မှာမိသားစုနဲ့အတူဗြိတိန်မှာနေထိုင်နေသူတွေနဲ့ဗြိတိန်မှာ၅နှစ်နေထိုင်ထားသူတွေဟာ ဘလို့ဗီဇာအမျိုးအစားနဲ့မစိုး UK မှာ10နှစ်ကြာတရားဝင်အဖြစ်နေထိုင်သူတွေလိုပဲအ мян ဆုံးရွှေ့ပြောင်းနေထိုင်ခွင့်အဆင့်ဖြစ်တဲ့အမြဲတမ်းနေထိုင်ခွင့်အတွက်အရေးချင်းပြည့်မီသူတွေဖြစ်တယ်လို့ဆိုပါတယ်။ဒီသမတ်ချက်တွေကိုပြည့်မီတဲ့အရေးချင်းပြည့်မီတဲ့လျှောက်ထားသူတွေဟာ UK မှာနေထိုင်ခွင့်အလုံးလုံးခွင့်ပညာသင်ခွင့်လျှောက်ထားနိုင်ပြီးအကျိုးခံစားခွင့်တွေနဲ့ဗီဒီရှားနိုင်ငံသားဖြစ်ခွင့်တွေကိုလျှောက်ထားခွင့်ရှိတယ်လို့သိရပါတယ်။ဒါပေမဲ့ကြီးကြီးမားမားမူဝါဒအပြောင်းလဲလုပ်ရမှာရွှေပြောင်းတွေဟာ UK မှာနေထိုင်ခွင့်ရရှိရတဲ့အတွက် လူမှုဖွံ့ဖြိုးရေးဆိုင်ရာဆောင်ရွက်ချက်တွေရှိရမှာဖြစ်ပြီးအကျိုးမြတ်ခံစားခွင့်တွေကိုတောင်းဆိုခြင်းမပြုဖို့ရာဇဝတ်မှုကင်းရှင်းကြောင်းမှတ်တမ်းသူတို့ရဲ့လူအတိုင်းဝိုင်းမှာစေတနာဝင်တဲ့အလုပ်လုပ်ဖို့သူဖြစ်ရမယ်လို့စက်တမ29ရက်မှာပြည်ရင်းကြီးဝန်ကြီးရှာဘာနာမမော့ကကြေညာခဲ့ပါတယ်။မမော့ကအာနာယလေးပါပါတီရဲ့နှစ်စဉ်ညီလာခံမှာဒီအစီအစဉ်တွေကိုတင်ပြမှာဖြစ်ပြီးအစိုးရအဖွဲ့ကလည်းအပြောင်းအလဲတွေနဲ့ပတ်သက်ပြီးတိုင်ပင်ဆွေးနွေးမှုတွေကိုအခုနှစ်နောက်ပိုင်းမှာပြုလုပ်မယ်လို့ပါတီရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ အမြဲတမ်းနေထိုင်권ကိုဖျက်သိမ်းသွားမှာဖြစ်ပြီးရွှေ့ပြောင်းနေဟာ၅နှစ်တိုင်းဗီဇာပြန်လျှောက်ဖို့လိုအပ်မယ်လို့အတိုက်ခံပြုပြင်ပြောင်းလဲရေးပါတီကပြောကြားခဲ့ပါတယ်။ဒါကြောင့်အမြဲတမ်းနေထိုင်권ရရှိထားသူထောင်ပေါင်းများစွာဟာဗီဇာပြန်လျှောက်ရမယ့်အနေအထားဖြစ်လာမှာဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အင်္ဂစားသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။မက်ဆီဒီအသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမား၁၀ဦးစီးရင်နဲ့ဟာလန်ပါဝင်လာတဲ့သတင်းကိုတင်ဆက်ပေးမှာပါမက်ဆီဒီအသင်းတက်ဆင်မှုဟာလန်ဟာဘန်လီနဲ့ပွဲမှာနှစ်ဂိုးသွင်းယူခဲ့တာကြောင့် အသင်းသမိုင်းတလျှောက်ဂိုးသွင်းအများဆုံးကစားသမား၁၀ဦးစီးရင်လည်းပါဝင်လာတယ်လို့သိရပါတယ်။ဟာလန်ဟာမန်စီးတီအသင်းအတွက်ပြိုင်ပွဲဆုံး153ပွဲကစားအပြီးမှာ133ဂိုးသွင်းယူနိုင်ခဲ့တာကြောင့်မန်စီးတီအသင်းရဲ့ဂိုးသွင်းအများဆုံးစင်ရဲမှာအဆင့်၉နေရာရရှိလာခဲ့တာပါ။မန်စီးတီးအသင်းရဲ့သမိုင်းတလျှောက်ဂိုးသွင်းအများဆုံးကစားသမားကတော့အာဂျင်တီးနားတိုက်စင်မှုအဂွဲရိုးဖြစ်ပြီးဂိုးပေါင်း260သွင်းယူခဲ့တာဖြစ်ပါတယ်။ ာလန်ဟာပရီးမီးယားလီဂ်မှာဂိုးအများဆုံးသွင်းယူနိုင်တဲ့နော်ဝေကစားသမားအဖြစ်လဲလွတ်လွတ်ကျွတ်ကျွတ်ရပ်တည်နိုင်ခဲ့ပါတယ်။အရင်ကမန်ယူတိုက်စစ်မိုးဟောင်းဆိုးရှာနဲ့အတူ62ဂိုးစီဖြစ်နေခဲ့ရာကနေဗန်လီနဲ့ပွဲအပြီးမှာတော့ဟာလန်ကပရီးမီးယားလီဂ်အတွင်းကို63ဂိုးရှိသွားခဲ့တာကြောင့်ဒီမှတ်တမ်းကိုပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။စက်တဘာ30ရက်မနက်ခင်းသတင်းတွေကိုတရရထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါညနေ၄နာရီမှာလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးသွားမယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရစေကောင်းသောနေ့ရက်လေးဖြစ်ပါစေ